မြူမင်းတို့ပြုံးမင်းတို့ကြားဖို့မဲ့ထင်ပါတယ်ကြားဖို့လားဗျမြူမင်းပြုံးမင်းဆိုတာခန့်လင်းမဲ့သက်မှာနောက်ဆုံးမဲ့သက်မြူမင်းကသူပြုံးလိုက်ရင်နေဒီလာတွေဝင်အောင်ထွက်အောင်လုပ်လို့ရတယ်ဗျရာဒီဥတုကိုပြောင်းနိုင်တယ်သူသူ့ရဲ့အစွမ်းပြုံးမင်းကသူပြုံးလိုက်ပြီဆိုရင်ယရနာမိုးတွေရွာအောင်လုပ်နိုင်တယ်အဲ့တော့ဘုန်းတော်မှာကြီးတဲ့ပုံကူတွေဖြစ်တဲ့တဲ့နတ်တရားဆောင်းလျှောက်လို့ငကားတရားဆောင်းလျှောက်လို့ဒီလိုလဲဖြစ်ဖြစ်လိမ့်မယ်ဗျနော်ငကားတရားဆောင်းလျှောက်လို့လဲဒီလျှောက်ကဒီလိုယူဆကြပြုံးမင်းကတနေ့ကျတော့ဒီတရုတ်ကတန်မကြီးရောက်လာ ီနေ့ခရက်ဆိုဝမ်းကြီးပေါ့ဗျာဒုက္ခတော့ဘာလို့ရောမသိဥတီမင်းလက်ထက်ကတေယုတ်တံပဲကြီးရောက်လာတယ်ပြူမင်းကိုပြောတယ်နေလေလာတွေထွက်အောင်မင်းအစွမ်းပြပါအောင်ဆိုပြူမင်းကလှုပ်ပြဟာသိပ်ပုံကြည့်တာပဲဘယင်ကပြုံးမင်းကရတနာမိုးတွေရွာတယ်လို့ပြောတယ်သူအစွမ်းကိုပြောပါအောင်ဆိုပြုံးမင်းကသူအဘိန်ရှင်ရတဲ့ပုံသူ့ရဲ့အဘိန်ရှင်နဲ့ကြည့်တဲ့အခါကျတော့သူ့ရဲ့မကြီးတော့ပေါ့ပြူမင်းရဲ့မိဖုရားကြီးကအသေးဆုံးနဲ့တည်မယ်တည်ပြီးအပေကြမယ်ဆိုတော့နမိတ်သူကမြင်နေတယ်အဲ့တော့အဲ့ချိန်မှာသူက ဒေါမနတဝေဒနာဖြစ်နေစိတ်ထဲမှာစိတ်မကောင်းဘူးပေါ့ဗျာအဲ့လိုဖြစ်နေကစိတ်မကောင်းတော့ပြုံးလို့မရဒေါမနတနဲ့ပဲပြုံးရမှာပေါ့ဗျာနော်လားဒေါမနတနဲ့ပြုံးလို့ရပါမလားမရဘူးအဲ့ဒါဆိုတော့အခုရဒီနေ့တော့ပြုံးမရပါဘူးနောက်နေ့မှလုပ်လို့မရဘူးလဲဆိုတော့မင်းငါ့ကိုနိုင်ငံခြားသံတမန်နေရှိမှာအချက်ခွဲရမလားဆိုဒါနဲ့ခုတ်တတ်တာအခုကအဲ့ဒါနဲ့ခုတ်တဲ့ခါကျတော့ဟာဒီလောက်ဒီကြံတန်းရိုင်းပြတဲ့မင်းကြီးကိုင်း CDN လောက်ဟာဆိုပြီးတော့အမတ်တွေထွက်သွားကြတယ်အမတ်ပေါင်း100ပေါ့နော်အဲ့ဒါတပည့်တော်တို့ ဟန်လင်းကနေထွက်ပြေးတဲ့အတွက်ကနေ့မန္တလေးရဲ့အရှိမမတ်တရာမတ်တရာမြို့အဲ့ဒီမှာမြို့တည်တယ်လို့ပြောတယ်။အဲ့တော့အဲ့ဒီကနေပြီးတော့ပြူမင်းကပြုံးမင်းကသားလေးတယောက်ပါသွားတယ်။အဲ့ဒီသားလေးကပြူမင်းကလိုက်ပြီးတတ်တဲ့အခါကျတော့ပုံနေတယ်အဲ့ဒီပုံနေတဲ့တောင်မင်းကလေးတောင်မင်းကလေးတောင်နဲ့ကနေမန္တလေးတောင်ဆိုပြီးဖြစ်တယ်။ဒါသူတို့ဟန်လင်းရဆိုရင်တော့ကျုံမတည်လို့ပြောတယ်။အဲ့ဒီကိုရင်လေးကနောက်တော့ဇန်ပင်ရှင်နေရတယ်။ဇန်ပင်ရှင်ရတဲ့အခါသူ့ဦးလေးကိုသူစိတ်ဆိုးလို့မဟုတ်ဘူးသူ့ဦးလေးကိုတရားပြန်ပြဖို့ချစ်ချွတ်ဖို့ဆိုပြီးတော့ ပြန်သွားတယ်ဟန်လင်းကိုပြန်သွားပြန်သွားတဲ့အခါကျတော့သူ့ဦးလေးကငါ့ကိုသက်ဖို့လာတာပဲဆိုစီးပြီးတော့ဖမ်းပြီးတော့စီးပိုးရဲထဲအဲ့ကိုရင်လေးကိုလောက်ကျန်တက်ဖြတ်တယ်ကိုရင်လေးကတော့နောက်တော့ဇန်နဲ့ပြန်သွားတယ်ခဏိကျေးဇူးတော်ရှင်မဟာကနုဆရာတော်ဘုရားကြီးရဲ့ရွာတရိုင်းရွာထိတ်မှာကိုရင်ဇန်ပြန်ဘုရားသူရှိတယ်ဟုတ်လားဗျအဲ့ဇန်လမ်းဇန်နဲ့ပြန်ကြသွားအဲ့ဒီရွာအဲ့ဒီဟာကအလုံးသိတဲ့အတိုင်းယရနာမိုးတွေယွာတယ်ရွှေမိုးငွေမိုးတွေယွာတယ်ပန်းမိုးတွေယွာတယ်နောက်တော့သဲဘူးပြဘူးမိုးဓာလန်လက်နဲ့မိုးနောက်သဲမိုးတွေယွာကလေး ရွှေဘိုလွန်ပြင်းကြီးဆိုတာကသဘာဆိုင်တဲ့လွန်ပြင်းကင်းကြီးတို့ဆိုအဲ့ဒီဟန်လင်းနေရာကြီးကကုန်းဖြစ်နေအသေးကုန်းကြီးဖြစ်နေအဲ့ဒါတော့တဲမုံတိုင်းကြပြီးတော့တော့တဲမုံတိုင်းတဲမိုးရွာပြီးတော့ဟန်လင်းကြီးမျိုးပြတ်သွားတယ်ဆိုတာဒါလည်းရာဇဝင်နဲ့တွဲကြည့်မယ်ဆိုရင်တော့လေအဲဟုတ်ကောင်းဟုတ်နိုင်တယ်ခုနတတိယတော့ပြည့်ပြင်ပြမယ်ဒီမှာရှင်များများတွဲကြမယ်တတိယတော့ဒါသူတေသနာဆိုတာစာဖတ်အောင်နဲ့မရဘူးမြေပြင်အထောက်ထားနေနဲ့ပြတာဒါတတိယတော့ဒီနေရာတွေကိုသူတေသနာအချင်းချင်းရောက်ပြီ ဒီတော့အခုပြောတဲ့သမိုင်းနေဟာ building ရောပြပါရောဒီတော့ပြပါရှင်းနိုင်ငံတော့ဒီတော့လေးလာပြီအဲဒီတော့ကိုယ်တိုင်ရိုက်ခဲ့တဲ့ဓာတ်ပုံတွေအဲ့ဒီထောက်ထားနေတယ်ဒီတော့ပြတာအဲဒါကြောင့်ဒီသမိုင်းကိုတင်တဲ့ကဇာဖက်အောင်နေတော့မရဘူးဗျာတကယ်လက်တွေ့ဘယ်လောက်ထိကွင်းစင်းနိုင်လဲဆိုတဲ့ပုံမှာအများကြီးမူတည်တည်တယ်အဲ့တော့ရှင်များတို့မှာတွေ့ကြတယ်ဟိုးထောင်း၄ထောင်းအကွက်ထဲမှာရှင်များတို့ဟိုအပြောက်လေးတွေတွေ့လာဗျာအမဲပြောက်လေးတွေ့ရနော်အဲ့ဒါကိုဒီတော့ရှင်ဟောင်းသူတင်တာကတော့ဘာပြောလဲဆိုတော့အဲ့ဒါကတိမ်တိမ်လို့ပြောတယ်ဗျာသူတို့ကမှန်းချက်နေပြောတပည့်တော်ကဘာသာရေး ရှုတော့နေပြဒါသိနေမင်းမဟုတ်ဘူးဒါဆိုဘာဖြစ်နိုင်လဲမဟာသေးလာကိုးကွယ်မှုဘဝဝေတရဏယန္တိပပတ္တာနိဝနာနိစအာရမရုခအစေတရာနိမနုဿဗျာတေသိတာဓမ္မပရာအဂိတတဝတ်မှာပါဦးလားဗျမနုဿဗျာတေသိတာအကြောက်ကိုအခြေခံပြီးတော့ကိုးကွယ်မှုဖျားမပွင့်ခင်နေရရှိခဲ့တာဒီစာအုပ်ကနောက်ရဆိုမဟာသီလကိုးကွယ်မှုကဒီကနေ့နီပေါ်ဒီလင်္ကာနဲ့အိန္ဒိယမှာအခုချိန်ထိရှိသေးတယ်ကြောက်တုံးကိုးကွယ်တာဗျာအဲ့ဒါတော့ဗျာတေသိတာကြောင့်ဘာတွေကိုးကွယ်လဲအာရမရုခရစေတရာနိမနုဿဗျာတေသိတာ အယံကိုလည်းကိုယ်ွယ်တယ်တောကိုလည်းကိုယ်ွယ်တယ်တောင်ကိုလည်းကိုယ်ွယ်တယ်သစ်ပင်ကြီးလည်းကိုယ်ွယ်တယ်ကြောက်တုံးကြီးတွေလည်းကိုယ်ွယ်တယ်ဆိုတာအဲ့ဒီကိုယ်ွယ်မှုပါဗျာအဲ့တော့တပည့်တော်တို့ကဘုရားမပွင့်ခင်နှစ်ပေါင်းထောင်နဲ့ချီပြီးတော့မြန်မာပြည်မှာလည်းကိုယ်ွယ်ယုံကြည်မှုတွေရှိနေပြီအဲ့တော့ဘာကိုကိုယ်ွယ်ကြတယ်ဆိုတော့ကြောက်တုံးကိုယ်ွယ်ကြတဲ့ဟာတွေလည်းရှိတယ်ဒါကြောက်တုံးတက်တက်တင်ကိုယ်ွယ်တာမဟုတ်ဘူးထင်ရမြာကိုယ်ွယ်ကြပါဗျာဒါကိုယ်ွယ်မှုဆိုတော့ဘုရားတည်သိတာအကြောက်ကိုအခြေခံပြီးတော့အစင်ပြေသူကိုယ်ွယ်ကြတာအဲ့တော့မဟာသီလကိုယ်ွယ်မှုကမြန်မာပြည်မှာလည်းရှိခဲ့တယ်ဆိုတဲ့ထောက်ထားတွေ့ရအင်းချင်းကြောက်တွေကိုယ်ွယ်ကြတာ ဒီအစားအုပ်ကနှစ်ပေါင်း၄၀၀၀ဝန်းကျင်ရှိပါတယ်။အဲ့တော့အဲ့မှာရှိတဲ့အိုးလုံကုံရှိတယ်။အခုချိန်ထိရှိတယ်ရှင်များတို့ခက်ကောင်းရင်လေးလာလို့ရတယ်။အဲ့ဒီအိုးလုံကုံမှာအိုးလေးနှစ်အိုးနှစ်အိုးတွေကတော့အများကြီး။အဲ့ဒါနှစ်အိုးစားပါတဲ့အိုးလေးတွေကိုသူက radio carbon နဲ့ဆန်သက်တဲ့ကနှစ်ပေါင်း၄၀၀၅၀၀နဲ့၅၀၀ဆိုတော့နှစ်ပေါင်း9000ဝင်းကျင်နေရအဲ့မှာလူတွေနေခဲ့ပြီအဲ့ဒါကိုတွေးရတယ်ခန်းလင်းကိုသွားတဲ့အခါရှင်မြတ်တို့ဖရားအောက်ခြေမှာတင်ញိုင်ကုန်းတွေးလိမ့်မယ်အဲ့တင်ញိုင်ကုန်းက Neolithic ကြောက်ခက်နောင်ပြီးရင် Bronze ကြီးခက် ပြီးရင် iron တန်ခစ်ပြီးမှပြုတ်ခစ်ဆိုခစ်လေးခစ်တင်ញိုင်ကိုတွေ့ရသူတို့ရဲ့ user ကမျိုးဘက်ကိုကောင်းပြုတ်ပြီးတော့သူတို့တွေမြုပ်ကြအဲဆိုဒီမျိုးမှာပြန်ဝင်စားလိမ့်မယ်ပေါ့ဟိုဒီလို data ဟိုဝင်သားမှုအဲ့ဒီကနေပြီးတော့လူဟိုဒီမြုပ်တာဒီအယိုးသူတွေမြုပ်ရင်မြုပ်ရင်မြုပ်ရင်ကနေနောက်ပြုတ်ခစ်ရောက်တဲ့ခါကျတော့မိရှုပ်ယူမှာပြာပြာအိုးပေါ့အဲ့ဒီလိုမြုပ်တာတွေတွေ့ရတယ်အဲ့ပြာအိုးတွေမှာတောင်းမနေရှင်များတို့ဘုံကြီးကြီးသလို့ သူတို့ရဲ့အခမ်းအနားတွေကပါလာဒါကြသေခိတရာတို့နဲ့သွားချိန်ပြီးလေးလိုက်တွေ့လိမ့်မယ်ဆိုတော့ဒီရိုနိုင်ငံမှာဟန်လင်းကြီးရာသွေကိုထောက်ရင်ဒီရိုနိုင်ငံကကိုက်တန်ရှင်ဘရင်ကြီးရဲ့သမီးရှင်စင်းမနော်ဒီရိုနိုင်ငံမှာဟန်လင်းရာသွေမှာဆိုရင်50 30မြောက်ဘရင်မာကြီးမြန်မာပြည်မှာအစောဆုံးဘရင်မာကြီးဒီရိုအဲ့ဒါကိုစောင်းမရေးပြီးတင်တော့ဆရာကြီးတန်ဘောက်ဝီဥပမာဟာဒါ2 page မှာပြန် share ထားတယ်အဲရေးတာစောင်းမတပြီးတော့ရေးတယ်ဆိုတော့ကိုက်တန်ရှင်မြန်မာတို့ရဲ့အစောဆုံးဘရင်မာကြီးဆိုတာမြန်မာပြည်မှာတော်တော်များများသိကြမယ် နော်ရှင်သောပုတို့ဘယ်သူတို့သိလိမ့်မယ်။သို့သောပြုခိကနေကမြန်မာတွေမှာဘယင်မာကြီးတွေရှိနေခဲ့ပြီဆိုတဲ့ထောက်ထားတွေ့ရ။ကိုက်တန်ရှင်ဘယင်ကြီးကသာသမီမမွေးဘူးနောက်တော့သမီးရွယ်မွေးတယ်။အဲ့သမီးမွေးတဲ့အခါအဲ့တော့ပြူအင်အားကောင်းတာမြန်မာနိုင်ငံမှာ72ပြည်ထောင်ရှိ။အဲ့72ပြည်ထောင်မင်းနေနဲ့ညအတက်လေးအတက်ကိုခံပညာအတက်တွေပြိုင်တဲ့အခါအဲ့ဒီကိုက်တန်ရှင်မေဘရားအဲကိုက်တန်ရှင်ဘယင်ကြီးရဲ့သမီးရှင်သင်းပေါက်သမီးတော်ဘယ်သူမှမနိုင်ဘူး။ဒါကြောင့်ရှင်သင်းပေါက်သမီးတော်ကအဲ့ဒီမြန်မာပြည်မှာဘယင်ဖြစ်ခဲ့ အမျိုးသမီးဘရင်ပါ ਈ ပေါ့အဲ့ဒီအထောက်တားကိုလည်းဒီရရေးထားပါလေအဲ့တော့ဟန်လင်းဟန်လင်းနဲ့မရှင်းမတောင်းမှာနောက်ဒုတိယနံပါတ်2ဖတ်ကြည့်ပါခစ်တယ်လေဗျာတကောင်မင်းဆက်ပထမတကောင်မင်းဆက်ဘသူအားစတယ်လို့ကြားဦးလေတကောင်အဘိရာဇာတို့ဗမာတာကြီးမျိုးဟာမို့မညိုကုန်တေစာဟုတ်တယ်မဟုတ်လားမြန်မာနိုင်ငံတော်တချင်းလေဗျာ WMA သခင်တင်ရေးတယ်ဟုတ်လားအဲ့တော့အဘိဓာသာမြန်မာအစတကောင်ကပြောကြစင်အလာတာကိန်ွယ်ရင်ဝေရောက်ချင်းမင်းအဘိဓာသာ အဘိဓာသာဆိုတာမဟာတက္ကရိ8980ကျော်ဖျားမွေးခင်နှစ်ပေါင်း1080ကျော်စောတယ်လို့တချို့ကျမ်းတွေကဆိုတယ်တချို့ကလည်းနှစ်ပေါင်း900ကျော်စောတယ်လို့ဆိုတယ်အဘိဓာသာဒါလောက်ထိရှင်းကြခဲ့တဲ့ဘယင်ကြီးပေါ့ဗျာဖျားရဲ့အဖိုးတော်မှာပေါ့အဲ့တော့အဘိဓာသာကမြန်မာပြည်ထဲကနေဘယ်လိုမျိုးထွက်သွားသလဲဆိုတဲ့ဟာဒီမျိုးပုံနဲ့ဗျာအဟိုဘသုံးမျိုးပုံကိုကြည့်ပါအပေါ်ကတော့တရုတ်တရအဲ့ဒီဘုရားအမျိုးတွေသွားခဲ့တဲ့လမ်းကိုသူကလီဒိုလမ်းမကြီး6 road လို့ခေါ်တယ် SLK 6ဆိုတာပို ပိုးလမ်းမာကြီးဆိုတော့ဟိုတုန်းနေရှိခဲ့အဲ့ဒါကိုပဲအင်္ဂလိပ်တရုတ်စစ်ဖြစ်တဲ့အခါအင်္ဂလိပ်တွေကပါလဲဆိုတော့ဒီပြတော့လီဒိုလမ်းမာကြီးပေါ့လီဒိုလမ်းမာကြီးမြေကြီးနားတို့ပါတို့အဲ့လိုဖြတ်ပြီးတော့တရုတ်ပြည်တဲ့တိလက်နက်တွေပို့တယ်တမိုင်းမာတွေလို့ရှိခဲ့လမ်းကြောင်းတွေနောက်ဒီတော့တို့ဘုရားမျိုးတွေကကလေးတောင်ညိုဘက်ကပြန်ဝင်လာတဲ့အခါကျတော့ရဇာရတာလက်ထက်ကျတော့ကလေးတောင်ညိုဘက်ကပြန်ဝင်လာတာဒါကြောင့်ဒီပြတော့မောရနောက်ဘက်ကဏီရောက်ဖို့ကြလာကဏီမှာရဟန္တာကြီးရှိပါသဘုတ်ထားတယ်သဘုတ်သိမ့်ရှိတယ်အဲ့ဒါတော့ဘယ်ချိန်ရောက်လာတော့ဆိုတော့ ဖရာရဲ့အမျိုးတွေကိုဝိဓုရူပကတက်လိုက်တာဖရာပရိနိဗ္ဗာန်ဆံမနှစ်မှာတက်လိုက်တဲ့အခါကျတော့တချို့ကအိန္ဒိယတောင်ပိုင်းကိုသွားတယ်နောက်တော့မောရိယမင်းဆက်အမျိုးအနွယ်တွေဖြစ်လာကြတချို့ကကျတော့မြန်မာပြည်ထဲဝင်ပြေးတယ်မြန်မာပြည်ထဲဝင်ပြေးတဲ့အခါဒဇယသာဥသောမြေဝင်လာတာကလေးတောင်ကျောင်းကနေချင်းရင်းမြစ်ကနေဝင်ချင်းရင်းမြစ်ကနေပြီးတော့ဒီပြတော်တို့ AR မြစ်ကိုကူး AR မြစ်မှာဟိုမှာမလဲဆိုတဲ့နေရာလေးတွေ့လိုက်ဒီဘက်ဆုံးပေါ်မှာမလဲရက်မလဲနေထက်သွားရင်ဆမ္မဘကုညောင်ဦးကမ်းမပြူတာနဲ့ဆမ္မဘကုနောမပေါင်ကျူတာနဲ့ဘာဆိုင်လို့တော့ဆိုတာအဝေးကြီးကိုပြောတာ အရာရီမြေတကြောမှာညောင်ဦးကဟိုအောင်မှာဆမ္မာဘကူကဟိုထက်မှာတို့အဲ့ဒီသကပုံကဒီကလာမလဲဆမ္မာဘကူအပေါ်ကိုဆက်သွားတဲ့အခါဒီမလဲအရက်မှာ တကောင်းကိုတရုတ်ကသိမ်းတယ်စိတ်မင်းစိနလို့ရှင်းတော့ရေးကြတယ်စိတ်လို့လည်းပြောစိတ်တိုင်းပြီဆိုတရုတ်တိုင်းပြီလို့ပြောအဲ့ဒီကနေပြီးတော့မလဲအရက်မှာဒီတရုတ်တိုက်လို့ထွက်ပြေးလာတဲ့မိဖုရားကြီးနာဂစိန်နဲ့ဒဇယတာနဲ့ပြန်ရ ပြန်ရပြီတကသူတို့ကအထက်မှာတကောင်းကိုပြန်တက်တယ်အခုအခုချိန်ထိ AR တွေမြက်ကနေလှမ်းကြည့်လိုက်မြင်နိုင်တယ်အဲဒီတကောင်းတောင်ဘက်မှာကြောက်ရိုးနဲ့ဗာနဲ့သူရာသီတို့ကလို့မျိုးရိုးကြီးတွေလို့ကြောက်တင်နဲ့လှောက်တာတွေမျိုးဟောင်းကြီးရှိတယ်အဲ့ဒီနေရာဖခင်ဗျာလေးပေးခဲ့တဲ့နေရာလို့ပြောတယ်အဲ့ဒီကနေပဲနောက်ကြမှာဒီတော့တကောင်းမျိုးတွေကိုပြန်ဝင်လာတာတကောင်းမျိုးကြီးပါဗျာအဲ့ဒါတော့အပြင်ဘက်ကမျိုးရိုးဟောင်းကြီးရတာအဘိဓာသာတို့လက်ထက်ကနော်အင်ဂျီပေါင်း9သိန်းကျော်ရှိတယ်အဲ့ဒါတော့ဘာကြောင့်ဒါကိုပြောလဲဆိုတော့တကောင်းမှတည်ခဲ့တဲ့ရွှေသီးကုံဖျားကြီး ရှိသကုံဘုရားကြီးကဦးနေဝင်လက်ထက်ကြတော့ငကားတော်ဦးနဲ့တိုက်သူးလို့ပြိုးသွားပြီဗျာတကောင်းမှာဟိုတနေ့ကလည်းအဲ့နဲ့တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ပိုးဆိုးသွားမယ်ထင်ရှိသကုံဘုရားနဲ့ကက်ရက်ကလေးမျက်နှာဘုရားလေးမျက်နှာဘုရားအနဝေထာတီးတာတရုတ်ပြည်ကိုဗုဒ္ဓဆွေတော်သွားပင်တာနဝေထာကဆွေတော်ပင်တဲ့ကဆွေတော်ကကောင်းကင်ကိုကြွတော်တဲ့ခါပင့်လို့မရခဲ့ဘူးသို့တော်အနဝေထာကအဓိကတရုတ်ပြည်သွားတာအကြောင်းရင်းရှိတယ်စီရေးအရာဘယ်လိုခင်းချင်းတွေရှိနိုင်လဲလို့သွားတယ်အေရီမြစ်တိုင်းဆက်တက်သွားပြီးတော့ရွှေလီမြစ်ကနေတရုတ်ပြည်ထဲကိုဝင်တယ် အဲ့တော့အပြန်လဲရောက်ရောအဲ့မှာကင်းတက်43မြို့တီးတယ်အရာတွေမြင်ပါအဲ့ကသာတို့ခနေ့ချစ်လာတဲ့နေရာတွေဟာအဲ့ကင်းတက်မြို့အနော်ထားတီးခဲ့တယ်အဲ့အပြန်ကျမ်းမရှင်ပြတို့ရွှေဖင်းကြီးရွှေဖင်းငယ်တို့ဒါလာလိမ့်မယ်ဟုတ်လားခနေ့တောင်ပြုံးအဲ့ဒီမှာဘုရားတီးတယ်အိုးတစ်ချက်လက်တဲ့ဘုရားဆိုအဲ့ဒါတရုတ်ပြည်ကပြန်လာမှာအနော်ထားတီးတယ်ဘုရားအဲ့တော့အနော်ထားတီးတဲ့ကင်းတက်မြို့43မြို့အကြောင်းကိုဖတ်ချင်ဆရာကြီးမင်းဘူးဦးအောင်ကျန်ရေးတဲ့အနော်ထားတီးကင်းတက်43မြို့ဆိုတဲ့စာအုပ်ဖတ်လိုက်ဗျာတပည့်တော်အကျေမပြောတော့နိုင်ငံရေးအရာအနော်ထားက ဖះဆွေတော်သွားပင်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုသို့တော့ပထဝီဝင်နိုင်ငံရေးအရာတရုတ်ရဲ့အင်အားကြီးမလာမှုဟာဘယ်လိုမျိုး defense power ပေါ့ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့အားကိုအန်နော်ဒါကအမျှော်မြင်ရှိခဲ့တယ်။ဒါကြောင့်အန်နော်ဒါလက်ထက်မှာအတိုင်းပြည်ရဲ့အင်အားကြီးတာပေါ့